ပါရာမိုတာ၁၁လေးဒီဟာမြင့်ပေ၁၈,၀၀၀တနအီမိုင်၆၀နီးပါးအထိပြန်ဆက်နိုင်ပြီးအလေးချိန်၂၄၀ကီလိုဂရမ်အထိတည်ဆောင်းနိုင်ပါတယ်။မျောလင်းမထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တာကိုသတိပြုပါ။ခြေရွာတွေလူထုထက်တဲ့နေရာတွေနဲ့စီရေးခြေဆိုင်စခန်းတွေကိုဥတီတိုက်ခိုက်နိုင်လာကြောင်းအဲ့ဒီလိုနေရာတွေကိုသတိပြုရှောင်ရှားပါ။မကွေးတိုင်းမြိုင်မြို့နယ်ကိုစစ်အုပ်စုကနိုဝင်ဘာလ19ရက်နေ့ည7:00နာရီခန့်မှာလေကြောင်းနဲ့ဗိုလ်ကျဲတိုက်ခိုက်ခဲ့ရာကြောင်း ကံကြီးကြီးရွာမှာနေထိုင်တဲ့ပြည်သူလေးဦးသေဆုံးကထိခိုက်ဒဏ်ရာရှိသူတွေလည်းများပြတယ်လို့ဒေသခံသတင်းမြစ်ကအမှတ်ပြုကိုပြောပါရယ်။မြန်မြို့နယ်မြောက်ပိုင်းကံကြီးကြီးရွာအလဲတက်တက်ကိုဂျက်ဖိုက်တာအမျိုးအစားလေးနဲ့ပေါင်300ပုံးနှလုံးကြဲချတိုက်ခိုက်ခဲ့ရာကြောင်းចောင်းသားနှုတ်အပောင်ရင်ပြည်သူလေးဦးသေဆုံးသွားပါရယ်။ပောက်ကွဲအားပြင်းထန်တဲ့ပေါင်300ပုံးနဲ့ကြဲချတိုက်ခိုက်ခဲ့ရာကြောင်းနေအိမ်7လုံးပျက်စီးခဲ့တယ်လို့ထိခိုက်ဒဏ်ရာရှိသူ14ဦးခန့်ရှိပြီးတော့အဲ့ဒီတည်းမှာဒဏ်ရာအပြင်းထန်ရှိသူ6ဦးရှိတယ်လို့ဒေသခံတို့ကပြောပါရယ်။ ဘုံကျဲတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့သူတွေဟာမောင်ခန့်စင်ကို19နဲ့မောင်စွမ်းခန့်နိုင်15နဲ့ဦးစိုးထွန်း56နဲ့နဲ့ဦးလနိုင်42တို့ဖြစ်ပြီးတော့မောင်ခန့်စင်ကိုနဲ့မောင်စွမ်းခန့်နိုင်တို့ဟာညီကိုတော်ဆက်သူတွေဖြစ်ကြပြီးတော့သူတို့နှစ်ဦးရဲ့မိဘနှစ်ဦးကလည်းထိခိုက်ဒဏ်ရာရရှိထားတာကြောင့်စိတ်ကူတာမှုတွေပြုလုပ်ပေးနေရပါတယ်ကံကြီးကျွော်ကိုစိုးစုတကစက်တင်ဘာလနဲ့အောက်တိုဘာလမှာလေးချောင်းကနေ၃ချိန်ထပ်မနေအကြောင်းမဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါတယ် မြိုင်နယ်နဲ့ပေါင်နယ်မှာစုံစုကလေကြောင်းကနေနေစဉ်ဘုံကျဲတိုက်ခိုက်နေသလိုအင်အားရာကျော်ပါတဲ့စုံစုစစ်ကြောင်းလေကြောင်းခန့်ကလည်းပေါင်နယ်အရှေ့ပိုင်းကိုစစ်ကြောင်းတို့မှွေနောက်နေရကြောင်းဒေသခံပြည်သူတောင်းတဲ့ချီထွက်ပြေးတိမ်းရှောင်နေကြပါဗျာ။